မြစ်တန်လွင်ချင်တွေကိုစောင့်မြော်အားပေးနှားဆင်ကြရယ်ချစ်ရပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီကပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စိုင်းစရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့မရဏလက်ကောက်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခန်းစားနှားဆင်ပြေးကြပါခင်ဗျာကျွန်တော်ကတော့တင်ဆက်သူ PK ပါပွမ်ပွမ် ဘွမ်လူနည်းလောက်မြင့်တဲ့မြေရင်းအောက်ကနေခတ်ထုတ်နေတဲ့ဘွဲ့ရည်တွေကြောင့်ဘေးမှာရှိတဲ့လူတွေခက်ဝဲဝဲကိုရှောင်ထွက်သွားခဲ့ကြတယ်။လှကြော်ရေးရေကြောင်းပြီပြီလားဟဲ့တွင်နှုတ်ခမ်းဝါကနေအော်ပြောလိုက်တဲ့လှဝင်းစကားကြောင့်တွင်ထဲမှာရှိနေတဲ့လှကြော်ကရေကြောကတော့မိလူမိခင်ပဲဒါပေမဲ့အောက်မှာကြောက်ဖြာတစ်ချက်ခံနေသေးတယ်။ဒါကိုဖောက်နိုင်ရင်တော့ရေကြောမိပြီ။မင်းတို့တွင်းနေရသေးလား။ထက်လို့ရင်ပြော။ အတော်တက်တဲ့တွင်းနှချောင်းနဲ့လူနှစ်ယောက်လာကူပါအောင်ကြောက်ဖြာကငါတယောက်အားနဲ့တုံးပပဟူဟလှကြော်စကားကြောင့်တွင်းနှခမ်းဖေးမှာအတင်းဆောင်နေကြတဲ့ညာသိန်းနဲ့လှဝင်းကအစိုးကိုမြောက်နေအောင်ကြိုက်ပြီးတွင်းထဲကိုတွေ့ဆင်းသွားခဲ့တယ်ဒုတ်ဒုတ်ဒုတ်ခွလူသုံးယောက်တိုင်ပေါင်းညီညီနဲ့တွေးချလိုက်ရမိနစ်အနည်းငယ်အတွင်းကြောက်ဖြာအပေါ်ကျော်ပေါက်ထွက်သွားပြီးကြည်လင်တဲ့ရေပန်းအချို့အပေါ်ကိုရှန်တက်လာခဲ့တယ် ကြောက်ဖြော်တော့ပေါက်သွားပြီဟေးအပေါက်ထက်ချဲဖို့လောက်ကြလှဝင်းစကားကြောင့်မြင်သိင်းနဲ့လှကျော်ကကြောက်ဖြာရဲ့ဘေးနှကန်းသားတွေကိုတူရင်းနဲ့ဖဲ့ထုံနေတဲ့အချိန်အထဲကနေဖြူဖွဲပြီးပြောင်ချောနေတဲ့ဦးကောင်းခွန်တလုံးထွက်ချီလာခဲ့တယ်လှဝင်းဒီမကြီးလားဒါလူအယိုးကောင်းမဟုတ်လားအေးဟုတ်တယ်ကွာဆွဲတင်ကြည့်ပါလှဝင်းတို့ကြောက်ဖြာအောက်မှာရှိနေတဲ့ယိုးကောင်းကိုဆွဲထုတ်လိုက်ရာ ခြေမွနေတဲ့အချားအယိုးကောင်းတွေအပြင်ဥကောင်းကတောင်းလုံးထက်ထွက်လာခဲ့တယ်။ဒီအောက်မှာအယိုးစုတွေလေးလောင်းလောင်းရှိနေတယ်။ဘယ်လိုကြမလဲ။ဘယ်လိုလုပ်ရမလဲ။အပေါ်ဆဲတင်ရမှာပေါ့။ဟေးအပေါ်ကလူတွေပိုက်ကုန်နဲ့ကြိုးတွေပြစ်ချဟေးဒီအောက်မှာလူအယိုးတွေရှိနေတယ်ဟ။လာဝဲအော်ပြောတဲ့ကြောင့်ရေရင်တွေးလာကိုကြည့်နေကြတဲ့လူတွေကအပေါ်ကနေပိုက်ကုန်နဲ့ကြိုးအချို့ကိုပြစ်ချပေးခဲ့တယ်။ထိချကြည့်အောင်ဟ။ ်အပေါ်ဆွဲတင်လို့ရိုးကောင်းတွေကမင်းကောင်းပြုတ်ချနေလို့ထိတ်ပေါင်နေအောင်မယ်။လှောင်ဝင်းရဲ့စကားကြောင့်အယိုးစားတွေကို ပိုက်ကုန်နဲ့ထဲ့နေတဲ့မြင့်သိန်းကရဲကြဲကြဲလှုပ်ပြီးလက်ဖြာရိုးတစ်ခုကိုကောက်ယူလိုက်တဲ့အချိန်လက်ဖြာရိုးထဲမှာဝေထားတဲ့လက်ကောက်တခင်းကိုမြင်လိုက်ရတယ်။အခြားသူတွေသူတို့အလုံးနဲ့သူတို့ရှုပ်နေတာမို့မြင့်သိန်းအနေနဲ့လက်ဖန်ရိုးမှာဝေထားတဲ့လက်ကောက်ကိုမတိမတာဖြုတ်ယူကလုံးကြီးကပေါင်းစားနဲ့ထိုးထည့်လိုက်တယ် ိုင်းဒီကမြင်းနူကျွန်းရွာမှာရေရင်းတူရင်အလောင်းလေးလောင်းထွက်လာတယ်ဆိုတဲ့သတင်းကမြို့ပေါ်အထိပြန့်နှံ့သွားခဲ့ပြီးမျက်မြင်လာစစ်ဆေးတဲ့အဖွဲ့တွေပါရောက်လာခဲ့ကြတယ်။ဒါပေမဲ့လာရောက်စစ်ဆေးတဲ့သူတွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်တည်းကမြုပ်ထားတာဖြစ်တယ်လို့ကောက်ချက်ချပြီးပြန်သွားခဲ့ကြတယ်။အတင့်ဟေးအတင့်မြင့်သိခေါ်တဲ့ကြောင့်အိမ်နောက်ဖေးမှာထမင်းဝတည်နေတဲ့အတင့်ကအပြင်ကိုထွက်လာပြီ ဘာတွေအရေးကြီးနေလို့လဲအသက်တောင်မရှိဘဲအော်ခေါ်နေတာလဲနင့်ကိုပြရစာရှိလို့ဟာဒီမှာကြည်စမ်းမြင်သိရကပုံစားမှာထည့်ထားတဲ့လက်ကောက်ကိုထုတ်ပြလိုက်တော့မိမဖြစ်သူပါဇက်အဟောင်းသားဖြစ်သွားပြီရွှေလက်ကောက်ပါလားရှင်တော်ဘယ်ရရလဲရှူတို့တို့ပြောဟာမနက်ကရေရင်းတူရင်ထွက်လာတဲ့အရိုးစုတွေစီကနေရလာတာရွှေချိန်ကတော့အတော်များတဲ့ပုံမင်းတော့ရှင်ဒီလက်ကောက်ရတာအခြားဘူးတွေတည်တည်လဲ ဘယ်သူမှမသိဘူးဒါကြောင့်နေ့ပတ်စက်ကိုတတိထားချောင်းပြောနေအေးပါအေးပါငါလည်းမပြောပါဘူးလက်ကောက်ကလှလိုက်တာအထဲမှာကြောက်အနီလေးတွေတော့မြုပ်ထားပါလားငါတို့တော့ပွားပြီးတင်နေတိတ်လေဟန်ပြက်မနေနဲ့အိုးနောက်အပက်လောက်မှမြို့တက်ပြီးတွားရောက်ကြမယ်လင်မယားနဲ့ရောက်လဲတိုင်ပင်ရင်အပျော်လွန်ကထမင်းတော်မစားနိုင်မဲ့အိပ်ပျော်သွားခဲ့ကြတယ်ရှ်ရှ်ရှ် ဤနေတဲ့ခြနာအောက်ကနေတရှက်ရှက်နဲ့လမ်းလျှောက်နေတဲ့အတန်ကြောင့်အေးဆက်တဲ့မြင်းသိန်းလန်လို့လာပြီးကြည့်တဲ့အချိန်မှာဘယ်သူမှမရှိဒါနဲ့စိတ်ထဲဖြစ်တာနေမှာဆိုပြီးပြန်အိတ်လိုက်တယ်အဲပြောလို့ပြောခင်အချိန်ရောက်တော့ခြနာပြင်ဘက်ကနေရေခဲသမျှအေးဆက်တဲ့အရာတစ်ခုကလေပင်းကို လာထိလို့ထကြည့်လိုက်တော့သပင်ဖားလျားချထားတဲ့မိမတစ်ယောက်ကဖြူဖွဲပြီးအေးဆက်နေတဲ့လက်နှစ်ဖက်နဲ့လေပင်းကိုလာညစ်တာကိုသတိထားလိုက်ရတယ် အတစ်အတစ်အတစ်မြင်းသိန်းလဲခိုင်မြဲနေတဲ့လက်ကိုဖယ်လိုက်ပြီးဂျိုးစာရင်ထဲမှာမိမဖြစ်သူကိုကြည့်လိုက်ရသူ့အပေါ်မှာလဲနေရင်းနေတဲ့မျက်လုံးတွေပြူးလျက်ရှာထွေးလောက်ကျနေတဲ့အကောင်နှကောင်က ခွပြီးလဲပင်ညှစ်နေတာကိုမြင်လိုက်ရတယ်အာအာဟုတ်လွဆန်းလွဆန်းမြင်းသိန်းရဲ့အတန်တွေတိုးလာတော့ပြီးမျက်လုံးနဲ့တဖြည်းဖြည်းပြာဝေလာတဲ့ချင်းရှင်ဘက်ပေါ်ခွပြီးလက်မင်းညှစ်နေတဲ့မိမစီကလည်း ဒုံညင်းနဲ့ငိုရှိုက်တံတွေတစ်ခုထပ်ပေါ်လာခဲ့တယ်။မြင့်သိဟေးမြင့်သိဒီကောင်ကွာရေရင်တူးဖို့ကြံနေပါတယ်ဆိုမှအခုထိမထားသေးဘူး။လှဝင်းကပြတော့ပြတော့ပြောပြီးပိတ်ထားတဲ့တကားကိုတွန်းပြီးအိမ်ထဲကိုဝင်သွားတဲ့အချိန်မျက်လုံးပြူးရှာထွက်ပြီးတည်ဆုံးနေတဲ့လင်မယားညာကိုမြင်လိုက်ရတယ်။သူရဲ့အလယ်မှာတော့ဝင်းဤနေတဲ့ရွှေသားလက်ကောက်တကွင်းကအထင်းသားကျနေခဲ့တယ် လှောင်ဝင်းလဲရုတ်တရက်မှုကြောက်လန့်သွားပြီးအော်ဝတ်လို့လင်မယားနှစ်ယောက်ကြားမှာကြာနေတဲ့ရွှေလက်ကပ်ကိုသတိထားမိပြီးဖြက်ကနေလှမ်းယူကအိမ်အောက်ကိုပြေးဆင်းသွားခဲ့တယ်။မြင်းသိန်းတို့လင်မယားရုတ်တရက်သေဆုံးနေတဲ့တရင်ကအချိန်ခဏလေးအတွင်းမှာတရာလုံးကိုပြက်နှက်သွားခဲ့ပြီးအိမ်ရှိမှလည်းလူတစုစုပြုံနေခဲ့ကြတယ်။မွန်တဲ့ချိန်လောက်ရောက်တော့ရာဇကြီးနဲ့အတူအမှုစစ်ပလိတ်တွေလာပြီးအလောင်းကိုစစ်ဆေးဖို့မြို့ကိုယူသွားခဲ့ကြတယ်။ ညတင်တကယ်ချင်းအားငါဘလို့ဖြေသိမ့်ရမလဲမတိကမှမင်းနဲ့ကတွေ့ခဲ့ကြရလေခုတော့မင်းကအထားသွားပြီပေါ့အရေးဆိုင်ထဲမှာအမိုးလွန်ပြီးငိုနေတဲ့လှောင်ဝင်းကို အချားရဲ့သမားတွေကတနာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးလှောင်ဝင်းရာငါ့လည်းမင်းလိုပဲစိတ်မကောင်းဖြစ်မိတာပဲမင်းငိုနေလဲတေသူကပြန်ရှင်လာတာမှမဟုတ်တာဟုတ်တာပဲလောင်ရင်အာမြသိန်းကိုဘလို့တက်လဲဆိုတာတိတိနေ့အထိမင်းသီးခံရမယ်လေ ဟုတ်ပါတယ်ကိုကြီးမြတော်ရာ ကျုပ်ကစိတ်မကောင်းဖြစ်မိလို့ပါအေးကျုပ်ဘလောက်တောက်ထားလဲစရင်လုပ်ပြီဦးအဲ့ဒါကအရေးမကြီးပါဘူးမင်းလဲတောက်ထားတာများနေပြီဆိုတော့အိမ်ကိုပြန်လိုက်ဦးအရက်ဖိုးကနောက်နေမှရှင်းတော့ဆိုင်ပန်ရှင်စကားကြောင့်အမိုးလွန်နေတဲ့လှဝင်းကပစိုးကိုတရင်တရင်ဝစ်လိုက်ပြီးအိမ်ဘက်ကိုပြန်လာခဲ့လိုက်တယ်။ဒါသိမင်းကွာတေးတာတော့ငါ့အတွက်လက်ဆောင်ခြံခဲ့ရရဲ့လို့ ။လှောင်ဝင်းကပစိုးအောင်မှာသေးဂွင်းနဲ့ချီထားတဲ့လက်ကောက်ကိုဆန်းရင်အင်ရှိယာဘက်ကိုထွက်လာခဲ့လိုက်တယ်။ရှုရှုရှုကျောအတော့ဘက်ကနေထွက်လာတဲ့ခြေတန်းကြောင့်အမိုးလွန်နေတဲ့လှောင်ဝင်းဖြက်ကနေလှက်ကြည့်လိုက်တယ်။အနောက်မှာဘလူလဲကွ။အေးခိုးကြခိုးဘက်တော့မလိုက်လာနဲ့နော်။လှဝင်းမှာပေးစရာဆိုလို့ဟော်ရီပစိုးတခွင်းပဲရှိတယ်။မုံမုံနဲ့ပောက်ကြီးရီပြောရင်ဆက်လျှောက်လာခဲ့ရာ ခုခုတည်းအကျော်ရောက်ရမှာရံပြင်းတဲ့အပုံတန်ကနှာခေါင်းထဲကိုစူးကနေဝင်လာခဲ့တယ်။ထွီးဘယ်ခွေးတွေများသေနေပါလိမ့်နိုင်တာကွာ။ဟေးမာတန်ကြီးလေဟာဘေးလန်းကနေငိုရှက်တဲ့တစ်ချက်ကိုပြင်းပြင်းစွာကြားလိုက်ရတော့လှောင်ဝင်းဒီကိုလုံးမှာရှိတဲ့ကြက်သိမ်းမှွင်းချင်းတွေစက်ကနေတက်လာခဲ့တယ်။ဘလို့လဲဒီတစ်ခါတော့လှောင်ဝင်းနားကြားမှားတော့ဘူးဆိုတာသိလိုက်ပြီး တောက်ထားတဲ့အရဲရှင်တွေပါပြားလို့ဆဲဆဲဖြစ်ခဲ့ရတယ်။ဘာလို့လဲ။အနာကမလာနဲ့နော်။ငါအနာမလာနဲ့နော်။ကြောင်းလဲတကြားအော်ဟဲရင်ထွက်ပြေးဖို့အလို့။နောက်ကျောဘက်ကနေအေးဆက်တဲ့လက်ဖက်ကလေပင်းကိုစုပ်ကန်ထားတာခံစားလိုက်ရတယ်။လှဝင်းလဲကျောဘက်ကနေကက်ပြီးထွက်လာတဲ့အတန်ကြောင့်ခေါင်းကိုလှည့်ကြည့်လိုက်ရာသွေးမရှိလို့ဖြူဖြော့နေတဲ့မျက်နှာနဲ့မျက်မမြင်တယောက်ကိုမြင်လိုက်ရတယ်။ အမလေးတရေတရေရေတံပေါအော်လိုက်တဲ့လှောင်ဝင်းအတန်ကြောင့်အနားမှာနေတဲ့သူတွေနိုးလာပြီးလာကြည့်တော့ဖုန်လေးချားထဲမှာပါစက်သေးကအမြုပ်တွေထွက်ပြီးတတိလစ်နေတဲ့လှောင်ဝင်းကိုမြင်လိုက်ရတယ်ညထွန်းမင်းအင်းကနေလုံချင်တဲ့ဝါလုံးနှလုံးအမြန်သွားယူလာခဲ့လှောင်ဝင်းကိုစေးမှုစီပို့ရအောင်ဖြစ်မယ်အဖိုးတန်းအောင်စကားကြောင့်မြထွန်းကမန်ကရန်အိမ်ဘက်ကိုပြေးထွက်သွားပြီးလုံချင်တဲ့ဝါလုံးနှလုံးကိုယူသွားခဲ့တယ်အေးဟုတ်ပြီ ဝလုံးကိုလုံကြီးတဲ့ထည့်ပြီးကျိုးစင်လိုလောက်လိုက်အောင်ပေါ်နဲ့မြထွန်းကလူငယ်တွေကိုဆိုတော့လာဝင်းကိုထမ်းဖို့တာဝန်ယူငါတို့ရှေ့ကနေမိပြပေးမယ်အဖိုးတန်းအောင်ကအရွယ်နဲ့မလိုက်အောင်လှုပ်ရှားရင်လာဝင်းကိုစေးမှုနေတဲ့အိမ်ကိုခေါ်သွားခဲ့တယ်မြထွန်းလည်းထမ်းစင်ကိုအနောက်ကနေထမ်းပြီးသွားနေတဲ့အချိန်လာဝင်းလုံကြီးမှာစီးထားတဲ့တရေဘင်းကရုတ်တရက်ပြတ်ထွက်သွားပြီးအထဲကနေလက်ကောက်တကွင်းထွက်လာတာကိုမြင်လိုက်ရတယ်မြထွန်းလည်းလက်ကောက်ကိုမြင်တော့ ်လှဝင်းသတိပြန်ရလာရင်ပေးမယ်ဆိုတဲ့စိတ်နဲ့ကောက်ယူကဣခထေထည့်ထားလိုက်တယ်။ဒီလိုနဲ့စင်းမှုအိမ်ကိုရောက်ဖို့နှစ်ဖာလုံးလောက်အလိုပါတော့။ထန်းစင်ကတည်တည်တာလေးလံလာခဲ့တယ်။အောင်ပေါ့မင်းသေချာထမ်းရင်လားအချောင်ခိုးနေတာမဟုတ်ပါဘူးနော်။ငါလည်းမင်းမဲမလို့ပဲ။ထန်းစင်ကတဖြည်းဖြည်းလေးလာတော့ငါပခုံးတောင်ကျင်းနေပြီ။မြထွန်းတို့လည်းရောက်ခဏနေဆိုတော့အန်ချိပေထမ်းပိုးနေတဲ့အချိန် လှော်ဝဲစီကနဲ့ငဲတန်းပေါင်းအော်ရက်ဇန်ချက်ထွက်ပေါ်လာပြီးညင်သက်သွားခဲ့တယ်။လှော်ဝဲစီကအတံမထွက်လာတဲ့အတွက်ထန်းစင်ကိုချပြီးကြည့်လိုက်ရာမျက်လုံးပြုတ်ပြီးကြောက်လန့်နေတဲ့မျက်နှာနဲ့တေဆုံနေတာကိုမြင်လိုက်ရတယ်။မြထွန်းလဲသူ့အရှိမရုတ်တရက်တေဆုံသွားတဲ့ကိုလာဝဲအလောင်းကိုစင်းမှုစီရောက်အောင်ပို့ပေးပြီးအိမ်ကိုပြန်လာခဲ့လိုက်တယ်။မြထုံးစိတ်ထဲမှာတော့မနေ့ကျရင်ကိုလာဝင်းနာရေးကိုကုညီရမယ်ဆိုတဲ့အတွေးကစိုးမိုးနေတဲ့အတွက် ဧကတဲ့ထဲထားတဲ့လက်ကအကြောင်းကိုတရီလုံးဝမေ့သွားခဲ့တယ်။အိမ်ပြန်ရောက်တော့မြတ်ထွန်းကခြေလက်ဆေးပြီးမိခင်ဖြစ်သူပြင်ပေးထားတဲ့သမင်းကိုစားကအိယာဝင်ခဲ့လိုက်တယ်။ဟိုကောင်လေးထာဇန်ထာဇန်အိရှိကနေအော်နှိုးနေတဲ့အတန်ကြောင့်အိပ်ဖြော်နေတဲ့မြတ်ထွန်းတယောက်လန်နိုးလာပြီးဖြေရင်မကိုကြည့်လိုက်ရာစပယ်ဖားလျားချထားတဲ့ကြောပေးပြီးနေတဲ့မိမသုံးယောက်ကိုမြင်လိုက်ရတယ်။ သူတို့အနောက်မှာတော့ဒီကုလုံးသွေးတွေပေးချမ်းနေတဲ့ယောက်ျားတစ်ယောက်ကခါတော့ပြီးရက်နေခဲ့တယ်။ညထွန်းလဲသူတို့ခေါ်တာကို မလွန်ဆန်နိုင်မဲ့အိမ်ပေါ်ကနေဆင်းလာတဲ့အချိန်ရက်နေတဲ့လူလေးယောက်ကမလာနဲ့မလာနဲ့တော့အောက်ကိုမဆင်းလာနဲ့လို့အော်ပြီးအမောင်လေးကိုပြေးဝင်သွားခဲ့တယ်။အဲဒီမှာညထွန်းလန်တို့လာပြီးအိယာဘေးကထိုင်ရန်ဘောက်ကိုချောင်းကြည့်လိုက်ရာ အမောင်လူတွေကလည်းချောင်းကျင်နေတဲ့မျက်လုံးနီနီတွေကိုမြင်လိုက်ရတယ်။နောက်နေ့မနေ့ရောက်တော့ရွာထဲမှာဆူယုံဆူယုံဖြစ်နေတဲ့အတွက်သွားကြည့်ရ။ရွာဦးဆရာတော်နဲ့ရွာလူကြီးတွေဆူယုံပြီးစကားပြောနေတာကိုမြင်လိုက်ရတယ်။မြထွန်းလဲဘေးမှာရှင်နေတဲ့ကိုတပ်ဘူးကိုလက်တို့ပြီးကိုတပ်ဘူးဆရာတို့ဘာအကြောင်းနေပြောနေကြတာလဲ။ခဏနေကိုလာဝင်းအာသူဘပို့ရတာမှမဟုတ်လား။ဟုတ်တယ်လေ။ ဒါပေမဲ့ရောမာဖြစ်နေတဲ့ကိစ္စကတာမန်မဟုတ်ဘူးဆိုတာမင်းသတိထားမိလားအခုဆရာတော်နဲ့တိုင်ပင်နေတာကလည်းအဲ့ဒီကိစ္စပဲရောမာနှစ်ရက်အတွင်းလူ၃ယောက်တောင်တည်တာနော်တည်တဲ့သူတွေကလည်းတန်တန်မာမာကြီးတွေကျုပ်ကငယ်တော့ဘာကြောင့်ဖြစ်တယ်ဆိုတာသိမတွေ့တဘူးဆရာတော်ပြောတာကတော့ဒီကိစ္စရဲ့အရင်းအမြစ်ကိုရှာမတွေ့မချင်းအခုလိုပဲဖြစ်နေနိုင်နေတဲ့ဒီနေ့လဲအာတုဘပို့ပြီးတာနဲ့တရားလုံးပြေတထန်းနေရွတ်ပတ်ပြီးတော့မှာ ကမောင်ပါညှက်မယ်လို့လည်းပြောနေတယ်။ကောင်းတာပေါ့။ဒါမှရွာလဲတန့်သွားပါ။ပြီးတော့မကောင်းတဲ့အရာတွေလည်းအဝေးကို ထွက်ပြေးသွားကြမှာ။ကောင်းတယ်ကောင်းတယ်။ချုပ်ကတော့အားပေးတယ်။မြထွန်းကပြုံးရွှင်တဲ့မျက်နှာနဲ့ပြောရင်းလူကြီးတွေစကားဝိုင်းပေးမှနားထောင်နေကြတယ်။နေ့လေကုလာဝင်းအတုပမြေချပြီးတဲ့အချိန်မှာတော့တရားလုံးမှရှိတဲ့အိမ်တွေကနေပေအိုးပရေချီပရေပန်းတွေယူလာပြီးရွာလုံးကျပရေရွတ်ဖက်နေကြတယ်။ အဲဒီချင်းတရားပွဲရဲ့နောက်ဆုံးနေရာကိုလူ၃ယောက်ဝင်လာခဲ့ပြီးပရဲရုပ်ဖက်ပြီးတဲ့အထိငိန်သက်စွာလာယူခဲ့ကြတာကိုဘယ်သူမှသတိမထားမိခဲ့ကြဘူးပရဲရုပ်ပွဲပြီးတော့ဆရာတော်လည်းကြောင်းပြန်ကရှင်တွေချမ်းတောက်နေတဲ့အချိန်ကပိယာကြီးရောက်လာပြီးလူငယ်၃ယောက်ကဆရာတော်နဲ့တွေ့ကျင်နေဆိုပြီးခွင်တောင်းနေလို့လာလျှောက်တာပါဗျာအေးရွာထဲကဘယ်လူတွေများလဲသူတို့ကတော့ရွာထဲမှာမမြင်ဘူးပါဘူးဗျာ တပည့်တော်စိတ်ထင်ဧည့်သည်တွေဖြစ်မယ်ထင်တယ်။ဒါဖြစ်လေကျောင်းမော်ကို တက်လာခဲ့ခိုင်းလိုက်။တင်မဖျားတပည့်တော်လွှတ်လိုက်ပါမယ်။ကပိယကြီးကျောင်းစင်းသွားပြီးမကြခင်ပါပဲ။ယောဂီဝစ်စတန်ဝေထားတဲ့လူငယ်၃ယောက်ကျောင်းပေါ်ကိုတက်လာခဲ့တယ်။ရောက်လာကြပြီလားကွ။ထိုင်ကြထိုင်ကြ။ဆရာတော်ရဲ့စကားကြောင့်လူငယ်၃ယောက်ကလွန်နေတဲ့နေရာမှာဝင်ထိုင်လိုက်ပြီးဖျားကိုဥချလိုက်တယ်။ပြီးတော့မှဆရာတော်ဘက်ကိုလှည့်ပြီးလက်အုပ်ချီကား တပည့်တော်တို့ကလောကီပညာရက်တွေကို လိုက်စားနေတဲ့သူတွေပါဗျာ။ဥဆုံးမိတ်ဆက်ပြရစီတော့တပည့်တော်ရဲ့နာမည်ကအောင်မြတ်တာလို့ခေါ်ပါတယ်။သူတို့နှစ်ယောက်ကတော့တက်ခိုင်နေတောက်ရပါ။ဥဆင်းလဲတခါတော့ကိုမြင်လာတဲ့လောကီဆရာတွေမှရဲမိပါတယ်။ခုချောင်းကိုလာတာပါရေးကိစ္စများရှိလို့ပါလေ။တပည့်တော်ရွာကနေဖြတ်သွားတဲ့အချိန်မှာရွာတွေကနေအပြင်ကိုထွက်ပြေးသွားတဲ့မိမသွန်းရုံနဲ့ယောက်ျားတယောက်ကိုမြင်ခဲ့ရတယ်။ ဒါကြောင့်ရော်ထဲမှာဘာရီများလုံနေလဲဆိုပြီးဝင်ကြည့်တော့ဆရာတော်ဖျားတို့ပရေရွတ်ဖက်နေတာကိုမြင်တွေ့ခဲ့တယ်။ဒါကြောင့်ပရေရွတ်ပြီးတာနဲ့ဆရာတော်ဖျားစီအကျိုးအကြောင်းစုံစမ်းဖို့လာခဲ့တာပါဗျာ။တကားတို့ကလောကီပညာရဲ့မှာတဲအားကောင်းကြတကူအခုဦးစင်းတို့ရာမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုဂျုံချုပ်ပြီးပြောပြပေးပါမယ်။ဆရာတော်လဲအောင်မြတ်တာတို့ကိုအဖြစ်စဉ်အချင်းချင်းပြောပြလိုက်တဲ့အခြေဒါဆိုရင်ရာမှာဖြစ်နေတဲ့ဖြစ်စဉ်တွေက ရေရင်တူးစင်ထွက်လာတဲ့အရိုးတွေနဲ့ပြန်တက်ဆိုင်နေမှထင်ပါရဲ့ဗျာတကားတို့ပြောသလိုဦးစင်လည်းစဉ်းစားမိတယ်ဒါပေမဲ့ဒီကိစ္စရဲ့တွေကို ဖြေရှင်းဦးစင်တို့လည်းဝိပဿနာလမ်းစဉ်ကျင့်သုံးတဲ့သူတွေဖို့အပတ်တင်စေတဲ့ကိစ္စရဲ့ဖြစ်စေမှာမလွယ်ဘူးကွတင်ပါဗျာရှင်ဖျားခွင့်ပြုမယ်ဆိုရင်ဒီဖြစ်ရရဲ့အဓိကစင်မြေကိုတပည့်တော်တို့ရှာဖွေဖော်ထုတ်ပေးခြင်းပါတယ်တကားတို့လှုပ်ခြင်းသပါဆိုလဲဦးစင်မှာတားပိုင်ခွင့်မရှိပါဘူး အချားသိကျင်တာရှင်တော့ကျောင်းကကပ်ပီယာကြီးကိုမေးလို့ရပါတယ်။ယေရှုတင်ပါတယ်ဖေ။တပည့်တော်တို့ဒီကျောင်းမှာရက်အနည်းငယ်နေဖို့အတွက်ခွင့်တောင်းပါတယ်ဖေ။အောင်မြတ်တာစကားအဆုံးမှာဆရာတော်ကကပ်ပီယာကြီးကိုလှမ်းခေါ်ပြီးကပ်ပီယာကြီးကဒီကတကာတွေနေထိုင်ဖို့အစီအစဉ်ပေးလိုက်ပါ။နောက်ပြီးသူတို့သိကျင်တာတွေဖြစ်ရှင်တာတွေကုညီပေးလိုက်ပါဦး။တင်ပါဖေ။တပည့်တော်ကုညီပေးလိုက်ပါမယ်။အော်လူလေးတို့နေရာမဲ့အဆောင်လိုက်ပြပေးပါဦးမယ်။ ိုက်ခဲ့ကြပါအောင်မြတ်သားတို့လည်းဆရာတော်ကိုကြော့ပြီးကပ္ပယကြီးခေါ်ဆောင်သွားတဲ့နောက်ကိုလိုက်သွားခဲ့တယ်ဒီဆောင်ကဧသရေလာရင်တဲဖို့စောက်ထားတာပဲကောင်းနေဆောင်နေဖြာတွေလည်းအသင့်ရှိတာမို့လိုအပ်တယ်လို့ယူသုံးကြနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးကြီးလည်းလုံးစရာရှိရလို့ပါအေးအေးတခုခုလိုအပ်ရင်အချိန်မြွေးလာပြောနော် ကပ္ပယကြီးနှုတ်ဆက်ပြီးထွက်သွားတဲ့အချိန်အောင်မြတ်သားက ဖုံးကြီးကျောင်းဆိုတော့မကျွတ်တဲ့နန္ဒာဘာဝတွေအများသားပဲသူတို့ကကိုယ့်ကိုမနှောက်ရှက်တွေဘာမှမလုပ်ကြပါနဲ့ဆရာပြောတာနောက်ကျနေပြီဟိုးထုတ်တန်းပေါ်မှာ ထိုင်နေတဲ့ကောင်ကကျွန်တော်တို့ကိုဘူးကြည့်ကြည့်နေတယ်တက္ကိုင်စကားကြောင့်အောင်မြတ်တာအပေါ်ကိုမော့ကြည့်လိုက်ရလုံကြီးအစုပ်တစ်ထည်သာပါတဲ့မဲမဲကျုပ်ကျုပ်ယောက်ျားတစ်ယောက်ကိုညင်လိုက်ရတယ်ဟဲ့လူတွေခမရတို့ကြုတ်ကရင်ပေါ်တက်မအေးချနေနော် ထုတ်တန်းပေါ်မှာထိုင်ပြီးကြိုးကြတာဆဲဆဲဖြစ်နေတဲ့ကရင်ကိုလက်ညှိုးထိုးကပြောတဲ့အတန်းကြောင့်အောင်မြတ်တာကတင်ကဒီကရင်ကိုစိတ်ဆွဲပြီးမကြွတဲ့ပုံကိုပဲဖြစ်ရမယ်စိတ်ကြပြကျုပ်တို့လည်းခမရကရင်ပေါ်မအေးပါဘူးလို့ပြောလိုက်တော့မှ ထုတ်တန်းပေါ်ကနေပျောက်ွယ်သွားခဲ့တယ်ရှာသူကကရင်ကိုဆွဲပြီးမကြွတ်နိုင်တာဆိုတော့ဒီကရင်မရှိတော့ရင်ကြွတ်နိုင်တာပေါ့နော်တကယ်တော့ချိုးလူတွေရဲ့အယူတွေကလုံးဝမှားနေတယ် မိသားစုဆွေမျိုးတွေကတည်ဆုံးသူကုသိုလ်ရပါစေဆိုတဲ့စိတ်နဲ့တည်သူတုံးခဲ့တဲ့ပစ္စည်းတွေကိုဘုံအကြောင်းတွေဇရက်တွေမှာလာလူကြတယ်တည်ဆုံးသူဟာဘယ်အရာကိုစိတ်ဆွဲနေတယ်ဆိုတာ သူတို့မသိကြဘူးဒီလိုဖြစ်တွေ့ကြောင့်တည်သူတွေဟာမကျွလွတ်နိုင်ပဲစိတ်ဆွဲနေရပေါ့ကျွန်တော်လည်းခုကိစ္စပြီးဒီပုဂ္ဂိုလ်ကိုကြွအောင်လှုပ်ပေးပါဦးမယ်လောလောဆယ်ငါတို့ရွာထဲမှာဖြစ်နေတဲ့ပြဿနာဆင်းမြေကိုသိဖို့ရွာတော်ရှင်နှကုန်းကိုသွားကြရအောင် အောင်မြတ်သားတို့ဘုန်းကြီးကျောင်းကနေထွက်လာပြီးရာရရှင်နဂုံးကိုရောက်တဲ့အချိန်မှာတော့အနှဲငယ်မှောင်စာပြိုးနေတာကိုတရေထားမိခဲ့တယ်။ရွာလူတွေပူဇော်ထားတဲ့ဖျောင်းနိုင်တဲ့အမွေရည်တွေမနေမနှော့ပါလား။တောက်ရကနဂုံးမှာပူဇော်ထားတဲ့အရာတွေကိုကြည့်ပြီးပြောလိုက်တော့တက်ခိုင်ကရာရရှင်ကသူ့ရတဲ့ဖြစ်နေရဲဆိုတာဘာကြီးဖြစ်နေလဲဆိုတာတီရောတီပါမလား။သူပြောလိုက်တဲ့အချိန် နဂုံအနောက်ဘက်ကနေဖြင်းချမ်းပစိုးနဲ့ဖြင်းချမ်းအင်းကြီးကိုဝေထားတဲ့အဖိုးတို့ရောက်ထွက်လာပြီ။ဆရာတို့ရွာရဲဆောင်ဝင်တွေကကျုပ်စီရောက်လာတော့မယ်ဆိုတာကြိုသိနေလို့စောင့်နေတာ။အခုရောက်လာတော့လေကျုပ်ကိုပြောနေတာများရစရာကိုမရှိဘူး။အဲလိုလည်းမဟုတ်ပါဘူးအဖိုးရ။ကျုပ်တပည့်တွေကစတဲ့နောက်တက်ကြတာပါ။အောင်မြတ်တာဝင်ပြီးချော့လိုက်တော့မှအဖိုးရဲ့မျက်နှာပြော့သွားပြီ။ ဆရာတို့ဘာသိချင်လဲကျောက်ကိုမေးလို့ရပါတယ်ကျောက်တို့သိချင်တာကယာကလူတွေကိုဘယ်လိုတက်နေတာလဲဒါမျိုးကရွာရရှင်ကိုကြောပြီးမှလုပ်လို့ရတာဆိုတော့ကျူးလွန်သူတွေရဲ့အဆင့်ကိုသိဖို့လိုတယ်ဆရာတို့ပြောတာဟုတ်တယ်အခုလူတွေတည်နေရတာမရဏလက်ကောက်ကိုစောင့်တဲ့သူတွေကြောင့်ပဲမရဏလက်ကောက်ဆိုတာဘာကိုပြောတာလဲလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်က ဒီဒေတာမှာအလွန်အစွမ်းတက်တဲ့လော်ကီဇာတယောက်ရှိခဲ့ဘူးလေသူကလူတွေကိုကုညီပေမဲ့သူသားသမီး၃ယောက်ကတော့ဖာကင်ဖြစ်သူရဲ့စိတ်ကို လုံးဝသဘောမချခဲ့ဘူးဒီလိုနဲ့ဖာကင်စီကပညာတွေကို သင်ယူပြီးလူတွေကို စိတ်ကြိုက်ဒုက္ခပေးတော့တာပဲဒါကိုဖာကင်ဖြစ်သူစီကပညာသင်သွားတဲ့တပည့်တယောက်ကမရဏလက်ကောက်အစီရင်ကိုတုပ်ပြီးသူတို့၄ယောက်ကိုပညာပေးဖို့အကြံပေးခဲ့ပေမဲ့ ါကင်ဆိုတော့ဘယ်လို့ရပါမလဲအဲဒီမှာအကြံပေးတဲ့လူကဒုက္ခပေးဖို့ကြိုးစားရာကနေသူတို့အသက်ပါပေးလိုက်ရတာပဲဒါဆိုရင်သူတို့ဒုက္ခပေးဖို့ကြိုးစားတဲ့သူကပဲမရဏလက်ကောက်အစီအရင်နဲ့သူတို့ကိုပြန်တက်ခဲ့တာပေါ့ဟုတ်တယ်ဆရာအဲဒီလူကမွေးရပါအောက်လန်းအထက်ကိုတက်ထားပေမဲ့လူတွေကိုဒုက္ခမပေးဖို့တစ္ဆာဆိုထားခဲ့တယ်ဒါပေမဲ့သူ့ကိုဒုက္ခလာပေးဖို့ကြံတဲ့သူတွေကိုတော့ ်ဆိုထားတဲ့တစ္ဆာကို ချိုးဖောက်ပြီးလေးယောက်လုံးကိုတက်ပစ်ခဲ့တာတက်ပစ်တာနဲ့သူ့ရဲ့စိတ်ဝိညာဉ်တွေကမကျွတ်လွတ်အောင်လက်ကောက်ထဲထည့်ပိတ်ပြီးမြှုပ်ထားခဲ့သေးတယ်ဒါဆိုရင် သူတို့ကမြေအောက်မှာချုပ်ထားခံရကနေလွတ်မြောက်လာခဲ့တာပေါ့လွတ်မြောက်တယ်ဆိုပေမဲ့အပြည့်အဝမလွတ်မြောက်သေးဘူးဂျိန်းစာတိုက်တဲ့သူက လက်ကောက်ဂျိန်းစာကလွတ်ဖို့ဆိုရင် လူ900ကိုထတ်တက်ဖို့ထဲတင်းခဲ့သေးတယ် တကယ်တော့သူတို့ကငရဲကနေမတက်နိုင်အောင်တမင်ကိုဖန်တီးခဲ့တာပဲသူတို့လက်ကောက်ဂျင်စာကနေလွတ်တာနဲ့ငရဲတန်းကြပါဒါကို သူတို့မသိတော့ဂျင်စာကနေလွတ်ဖို့လူတွေထက်တက်နေခဲ့တာပဲအခုလက်ကောက်ကဘရုစီမှာရှိနေတာလဲဆိုတော့အဖိုးသိထားလားလက်ကောက်ကကိုကိုရဲအကြုံမာနေတဲ့ကောင်လေးတယောက်စီမှာရှိနေတယ်ကောင်လေးရဲ့လက်မောင်းမှာသူအဖိုးစီရေးပေးခဲ့တဲ့အဆောင်လက်ဖွဲ့ရှိနေလို့ ဟိုလေးရအနာမကက်မရဘူးဖြစ်နေတာဒါဖြစ်အချိန်မီသေးတာပဲကျောက်တုတ်ကို ခွင့်ပြုပါအောင်အောင်မြတ်သားကရွာတော်ရှင်အဘိုးကိုနှုတ်ဆက်ပြီးလမ်းမြေနေရတဲ့ကုတ်ကိုရန်ဖက်ကို ထွက်လာခဲ့လိုက်တယ်ကုတ်ကိုရန်နားလဲရောက်ရောအပုံးနဲ့တမျိုးကထောင်းကနေရလာခဲ့တယ်အတော်ပြင်းတဲ့အနံ့ပဲဒီပုံတိုင်းဆိုရင်ဟိုကောင်လေးနားမှာဒိုးရှိနေမှာဖြစ်နေပြီကျွန်တော်တို့အဲ့ဒီအိမ်ပေါ်တက်ပြီးအကျိုးအကြောင်းပြောပြလိုက်တာပိုတင့်တော်မဲ့ထင်တယ်နော်ဆရာ တက်ခိုင်ကပြောတာတင့်တော်တယ်ဒါဝအစီရင်ကိုဖျက်လို့ရမှာအောင်မြတ်သားတို့လည်းကုတ်ကိုတန်းကိုကြော်လာတဲ့အချိန်အိမ်ပေါ်ကနေခေါင်းငှက်ဆိုင်ကြပြီးဆင်းလာတဲ့လူတယောက်ကိုမြင်လိုက်ရတယ်သူ့အနောက်မှာတော့လက်ဖက်ကျိုးကိုကန်ကငုံငုံကြီးရက်နေတဲ့မိမတယောက်ဆရာအမောင်လူတွေကနေရှိုက်တဲ့နေထွက်လာပါလားသူတို့အချိန်တွေကိုကြည့်နေရတဲ့ခဏစောင့်ကြည့်ဩဒီကောင်လေးလက်မောင်းမှာအဆောင်ကျိုးမရှိပေမဲ့ သူတို့အနားမကက်သေးတာသတိထားမိလားဟုတ်တယ်နော်ဆရာသူတို့ဘာကြောင့်အနားမသွားသေးတာလဲမသိဘူးအောင်မြတ်သားတို့အချိန်လေးကိုစောင့်ကြည့်နေတဲ့အချိန်မှာပဲသပင်ဖားလျားချထားတဲ့မိမတယောက်လက်နှစ်ဖက်ကိုစန့်တန်းပြီးကောင်လေးရဲ့လက်မျိုးကိုညှစ်ရန်ပြေးဝင်လာခဲ့တယ်ဆရာဟိုကောင်လေးဒုက္ခရတော့မယ်နော်တခိုင်ကစိုးရိမ်မှုနဲ့ပြောလိုက်ပေမဲ့အောင်မြတ်သားကတော့တုတ်လုံးမှမရှိပဲဒီတိုင်းရက်ကျင်နေခဲ့တယ်။လဲမျိုးနားကိုလက်ရောက်ခံပြီးမှ တောင်လေးရဲ့အိတ်ကက်ထဲမှာရှိနေတဲ့လက်ကောက်ကပြုံးစုခုန်ထွက်လာပြီးအောင်မြတ်တာအရှိကိုလိမ့်လာခဲ့တယ်။ကောင်လေးစီမလက်ကောက်မရှိတာနဲ့လဲပဲညှိဖို့ဟန်ပြင်းနေတဲ့လက်တစုံကချက်ချင်းရက်တန်သွားပြီးအောင်မြတ်တာတို့ဘက်ကို ရုတ်ချီးလှည့်လာခဲ့တယ်။မရဏလက်ကောက်ကျင်းသာမိနေတဲ့တင်တို့မောင်နှမတွေကိုအခုအချိန်ကစပြီးလူထက်တက်ခွင့်မပြုနိုင်တော့ဘူး။ဒီလက်ကောက်ကကျုပ်လက်ထဲရောက်နေပြီးမှကောင်လေးကိုညှို့ထားတာဖြစ်ပြီးအနောက်ကလိုက်လာခဲ့ အောင်မြတ်တာကအမောင်တူထဲမှာရှိနေတဲ့မောင်နှမ၄ယောက်ကိုမရဏလက်ကောက်ပြပြီးရွာပြင်ဘက်ကိုမျှောက်သွားခဲ့တယ်။ရွာပြင်လဲရောက်ရောလက်ကောက်ကို မြေကြီးပေါ်ချကအင်းခွန်းနဲ့ချုပ်ထားလိုက်တယ်။ငါတို့ကိုလွတ်ပေးငါတို့ကိုလွတ်ပေးလူမသိသူမသိတေးခဲ့တဲ့အတွက်လက်စားချေရမယ်။ဒီကျိန်စာကနေလွတ်မြောက်ဖို့အတွက်ငါတို့လူတွေထက်သက်ရအောင်မယ်။တင်းတို့မရဏလက်ကောက်အစီရင်ကနေလွတ်တာနဲ့ဘယ်လန်းကိုသွားရမလဲမသိရလား။ ငါတို့ကိုလာမချောင်းနေနဲ့အခုချက်ချင်းလွတ်ပေးတင်တို့ဒီလောကမှာရှိနေတာတကယ်အန္တရာယ်များတာပဲကောင်းပြီတင်တို့ဆန္ဒပြအောင်ကြုတ်ကူညီပေးမယ်ဒါပေမဲ့ကြုံလာမယ့်အရာတွေကိုတော့တင်တို့ရင်ဆိုင်ကြရပါငါတို့ကအသက်ရှင်စင်တဲ့ကငရဲကိုမကြောက်လို့အစိုးဆုံးလုပ်ငန်းတွေကိုလုပ်ခဲ့ကြတာအခုဒီလေငါတို့မကြောက်ဘူးနေငါတို့ကို လာပြီးမဆုံးမနေနဲ့ အောင်မြတ်သားလည်းဘလို့မှစုံမလို့မရတော့မှတည်တာ ਨੇ ငရဲလောင်ပြီးအင်းကိုမရဏလက်ကောက်ပတ်လည်ပါရေးဆက်ပြီးဂါရာဆုတ်လိုက်ရာ အရှံချင်းကြီးတောင်းနေတဲ့မိတော့တွေဟုံကနေထထောက်လာခဲ့တယ်အလွန်ပူပြင်းတဲ့ငရဲမိတော့တွေကြောင့်တက်ခိုင်နဲ့တောက်ရတော့အနောက်ကိုဆုတ်လိုက်ရတယ်ဒါမဲ့ဗရဏလက်ကောက်အစီအင်းနဲ့ချုံတော်ခံထားရတဲ့မောင်နှမ၄ယောက်ကတော့စိုးစီးမှမကြောက်နိုင်ပဲမိဘုံထဲကိုတိုးဝင်လာခဲ့တယ် အောင်မြတ်တာကတော့ကဲလို့မရတဲ့သူတွေကိုတနာစိတ်အနှဲငယ်မှမဝင်ပဲကြာမုံအဖြစ်ပြောင်းလဲသွားတာကိုမြတ်တော်မခက်တန်းကြည်နေကြတယ်။တက္ခိုင်တို့အနေနဲ့ဆရာဖြစ်သူကိုအယံတနာတက်တဲ့သူအယံချင်တာတက်တဲ့သူအဖြစ်ပဲမြင်တွေ့ခဲ့ရပေမဲ့အခုလိုဖြစ်ရမှာတော့တကယ်အသေးမာတဲ့သူတယောက်အဖြစ်မြင်တွေ့လိုက်ရတော့ပါစက်အဟောင်းသားဖြစ်အောင်ကိုအံ့ဩသွားခဲ့တယ်။ငရဲလောင်မိတွေကမရဏလက်ကအပြင် အထဲမှာရှိနေတဲ့ဝိညာဉ်တွေကိုပါအစားရှာမရအောင်ဝါမျိုးပြစ်ခဲ့ပြီးချိန်ပါတော့သူမဟုတ်တော့ပြန်လဲငိမ့်သက်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းလူတွေကိုဒုက္ခပေးနိုင်တဲ့ပစ္စည်းကိုဖျောက်ဖျက်ပြီးချိန်ပါတော့ဘဝရောင်းကိုပြန်လာခဲ့ပြီးတညတာတဲခုနေထိုင်ခဲ့တယ်။နောက်နေ့ရောက်တော့ဆရာတော်ကိုရှောက်တင်ပြီးဟောင်းနှန်းဆွေးမြည်နေတဲ့ခရင်ကိုမိရှုပစ္စည်းပြစ်ခဲ့ကြတယ်။မရဏလက်ကောက်ကိုပစ္စည်းပြစ်နိုင်ပြီးတဲ့နောက်မှာတော့ရွာကနေပြန်ထွက်လာခဲ့တာ ရွှေကြပင်ရွာကိုရောက်လာခဲ့တယ်။အဲဒီရွာမှာတော့လူနဲ့တရဲမဲစေဖွဲ့နေထိုင်ပြီးရွာသားတွေကိုဒုက္ခပေးနေတဲ့သူတယောက်ရှိနေခဲ့တယ်။ဒီအကြောင်းအရာတွေကိုတော့အောင်မြတ်တာနဲ့တရာတလန်းတတလန်းဆိုတဲ့ဝိတ္ထုမှာဖတ်ရှုပေးကြပါဦးခင်ဗျာ။ God Story မြန်မာကနေဒီတစ်ခါပရိသတ်တွေတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာဇေယနာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့မရဏလက်ကောက်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်။ နောက်တစ်ခေါက်မှလည်းဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်ရောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ပရိသတ်ကြီးတို့လည်းစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးဆန္ဒနဲ့ဘဝတစ်ခေတ်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။